မြတ်စွာဘုရားသူ့ရဲ့သားတော်ဒီရာဟုလာလေးကိုဘယ်လိုဆုံးမခဲ့လဲဆိုတော့မိဘတွေဖြစ်တဲ့ပုံကိုယ်တွေနဲ့အတူယူစရာပေါ့နော်အဲ့တော့သားတော်ရာဟုလာလေးခုနှစ်နှစ်ရွယ်မှာအားလုံးတည်ပြီးသားအတိုင်းပဲမြတ်စွာဘုရားကပိလဝုဒ္ဓကိုပြန်ကြွရတယ်မြတ်စွာဘုရားသားတော်ရာဟုလာလေးကအသက်ခုနှစ်နှစ်အရွယ်ကလေးလေးပဲရှိသေးတာအဲ့ဒီကလေးလေးကိုသူ့ရဲ့အမေဖြစ်သူရတော်ရာကငါသားဒါမင်းရဲ့အဖေပဲမင်းရဲ့အဖေရှင်မအမွေတော်တောင်းဆိုပြီးတော့ ဒီလိုလွတ်လိုက်တော့ဒီကလေးလေးကအမူသွားတောင်းတာပေါ့နော်တို့ချင်းလူရင်းပြောမြတ်စွာဘုရားကလောကီအမူမပေးဘူးလောကုတ္တရာအမူပဲပေးလိုက်တယ်ပေးပြီးတော့ကဲကြောင်းရောက်ပြီးကိုရင်လေးဖြစ်သွားပြီပေါ့အဲ့ဒီအချိန်မှာအဖေဖြစ်တဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားဒီကလေးလေးကိုဘယ်လိုဆုံးမရမလဲဆိုပြီးသူစဉ်းစားတယ်ကလေးဆိုတာဘယ်လိုသဘောတရားတွေရှိတယ်ဘယ်လိုဖြစ်တတ်တယ်ဆိုတော့ကလေးတို့သဘာဝကိုမြတ်စွာဘုရားကအဖေဖြစ်တဲ့ပုဂ္ဂိုလ်ကရှုမြင်ပြီးတော့ကလေးတွေဆိုတာကတင်းတဲ့စကားမတင်းတဲ့စကားမသိဘူးထွေရလေးပါပြောတတ်တယ် အဲ့တော့အဲ့သားတော့ယာဟုလာလေးကိုအဲ့လိုစကားတွေမပြောအောင်ဩဝါဒပေးမယ်။အရေးစကားနဲ့ပြောမယ်ဆိုရင်တော့မိဘတာသမီကိုဆုံးမတာပေါ့။အဲ့လိုဩဝါဒပေးခြင်းတော့အဲ့လိုဆုံးမခြင်းတော့တရားဟောတယ်လေ။မြတ်စွာဘုရားပြောတော့တရားဖြစ်တာပေါ့။လူကပြောမယ်ဆိုရင်တော့မိဘကနေပြီးတော့တာသမီကိုဆုံးမတဲ့စကားပေါ့။အဲ့မှာဘာဟောလဲဆိုတော့တမန်တော်ပညာဟောတယ်။ယာဟုလာအတာရှင်သာပတိဆိုတာကမညံဖုန်ညံကိုကျေးဇူးမပြုတဲ့ဟောမေဆိုစကား တိရိစ္ဆာနကထာအစရှိတဲ့ဇာတ်တွေကိုမပြောရဘူးအကျိုးမရှိတဲ့ဇာတ်တွေမပြောရဘူးအကျိုးရှိတဲ့ဇာတ်တွေပဲပြောရမယ်အစရှိတရားဖြစ်ဖို့အဲ့တော့ဇာတ်ပြောတဲ့အခါမှာဒီလိုပြောဆိုပြီးတော့ဒါမနေရပညာနော် အားလုံးပေါင်းမေးပု္ပ္ပာပေါင်း၁၀ချက်အဖြေပေါင်း55ပါးရှိတဲ့ဒါမနေရပညာကိုမြတ်စွာဘုရားဟောတယ်ဟောပြီးတော့ပြီးပြီလားဆိုတော့မပြီးသေးဘူးမြတ်စွာဘုရားထက်စင်းစားတယ်ကလေးတွေရဲ့သဘောတဘာဝဘယ်လိုရှိလဲဆိုတော့ထက်စင်းစားတော့ကလေးတွေဆိုတာမဟုတ်မမှန်တဲ့ဇာတ်ကို ပြောတတ်ကြတယ် ကိုမမြင်တဲ့အရာကိုလည်းမြင်တယ်လို့ပြောတတ်တယ်မြင်တဲ့အရာကိုလည်းမမြင်ဘူးလို့ပြောတတ်တယ်ဒါကလေးတွေသဘာဝပေါ့လိန်လေပြီးတော့ပြောတာပေါ့ကလေးဆိုတော့ဘာရဲတော့မဟုတ်ဘူးလိန်လေပြီးတော့ပြောတတ်တဲ့သဘောရှိဒါတွေကိုမြတ်စွာဘုရားကတီးတော့ငါသားရာဟုလောက်ကိုစောစောကလေးကကြိုပြီးတော့သူနေပြတာမယ်ဆိုပြီးတော့တီးလွယ်မြင်လွယ်သဘောပေါက်လွယ်တဲ့ဥပမာကလေးတွေနဲ့မြတ်စွာဘုရားကဆုံးပါတယ်ဘယ်လိုဆုံးပါလဲဆိုတော့ခွက်တစ်ခွက်ထဲမှာရေလေးနည်းနည်းလေးထည့်ထားတယ် ေလေးနည်းနည်းလေးထည့်ထားပြီးတော့ခြေသားရဟုလားမတီလေးကိုတွေ့လားရဟုလားကလည်းအရှိမထိုင်နေတော့ပေါ့နော်တွေ့တယ်ဗျာရှောက်တော့မြတ်စွာဘုရားကအဲ့ဒီမှာအေးဒီခွက်ထဲကရင်းနည်းနည်းလေးလို့ပဲတဲ့မူသားပြောတဲ့ပုံကိုယ်တွေကသူတို့ရဲ့တန်တံမှာကောင်းတဲ့သူတော်ကောင်းတရားဆိုတာအနှဲငယ်လေးပဲရှိတယ်တဲ့နော်ဒီလိုလေးခွက်ကလေးကိုပြပြီးတော့နော်ခွက်ထဲကရင်းနည်းနည်းလေးကိုပြပြီးတော့သားလေးကိုဆုံးမတာနံပါတ်1ချက်နောက်တစ်ချက်က ခေါက်ထက်ကရေတွေကိုတုံပလိုက်တယ်တုံပလိုက်တော့ဘာမှမရှိတော့တဆက်တက်ပြီเนาะတဆက်တက်ပြီတော့ဘာမှမရှိတော့တော့ကဲချစ်သားရဟုတ်လားမြစ်ဒီမှာရေတွေဘာမှမရှိတော့ဘူးတွေ့လားเนาะအခွန်လေးကိုပြတယ်ခွက်အခွန်လေးပေါ့ပြတော့ရဟုတ်လားကလည်းပဲတွေ့ပါတယ်ဖေရပေါ့ပြန်လျှောက်တော့အေးအဲ့ဒါလိုပဲတဲ့မူသားစကားကို ပြောတဲ့ပုဂ္ဂိုလ်ဟာသူ့ရဲ့တန်တမ်းမှာကောင်းမြတ်တဲ့တရားအကျင့်တရားတွေ သူတို့ကောင်းတရားတွေယဟန်နဲ့ပြောမယ်ဆိုရင်ယဟန်တရားပေါ့အဲ့ဒါတွေဘာမှမရှိတော့ဘူးတဲ့ဒီရည်ဒီကုံသားကလို့ပဲတဲ့မူသားပြောတဲ့သူကနောက်တစ်ဆင့်ထပ်ပြီးတော့တက်တယ်နောက်တစ်ဆင့်ထပ်တက်တော့ဒီခွက်ကလေးကိုဘလို့လုတ်ပြလဲဆိုတော့အဲ့ဒီခုနကခွက်ကလေးကိုမှောက်လိုက်တယ်ရေမရှိတော့တဲ့ခွက်ကလေးကိုမှောက်လိုက်တော့ခုနကလိုပဲမေးတာပေါ့မူသားပြောတဲ့ပုံစံတွေကဒီလိုပဲတဲ့သူတို့ရဲ့ကိုကျင့်တရားကိုအဲ့ဒါလို့ခွက်မှောက်ထားတယ်လို့ဘာအကျိုးမှမရှိဘဲနဲ့သူတို့ရဲ့ကိုကျင့်တရားကိုဒီခုလိုပဲ မှောက်ထားပြီးသားဖြစ်တယ်ဆိုပြီးတော့တဆင့်တက်ပြီးတဆင့်တဆင့်တက်ပြီးတော့နော်ဆုံးပါလားအဲ့လိုဆုံးပါပြီးတော့ကုဏကမှောက်ထားတဲ့ခွက်ကိုပြန်ပြီးတော့လှန်တယ်ပြန်ပြီးတော့လှန်တော့ကုဏကလိုပဲဘာမှမရှိဘူးပေါ့နော်ရေလည်းမရှိဘူးဘာမှမရှိဘူးခွက်ခွန်ကြီးပဲဒါကိုတွေ့လားထပ်မေးတယ်ဟောတွေ့တယ်တွေ့တော့မြတ်စွာဘုရားကပြောတယ်ဒီမှာရေထဲမှာဘာမှမရှိခွက်ထဲမှာဘာမှမရှိတယ်လို့ပဲတဲ့မူတာဝါကပြောတဲ့ပုံကူမှလည်းပဲဘာတရားမှမရှိဘူးချီးနီးပဲလို့မြတ်စွာဘုရားက အဲ့ဒါလိုဥပမာလေးတွေနဲ့ပြပြီးတော့ဟောကြားတာเนาะအဲ့တော့နောက်ဆုံးဘာအထိပြောလဲဆိုတော့စေတရာဟုလားမဟုတ်မမှန်တဲ့စကားကိုတဲ့ရေစရာအဖြစ်နဲ့တောင်မှမပြောမိစင်နဲ့လို့เนาะရာဟုလားကိုသူသားလေးရာဟုလားမျက်စောပြအဲ့လိုဆုံးပါတယ်เนาะခလေးဆိုတော့မဟုတ်မမှန်စကားပြောမှဆိုလို့ဟိုငငယ်ကလေးကမဟုတ်မမှန်စကားပြောလာပြီဆိုလို့ရှိရင်ကြီးတော့လည်းပဲလူလိန်ကြီးဖြစ်တာပေါ့ဒီလိုဖြစ်မှဆိုလို့မျက်စောပြကเนาะအဲ့တော့အဲ့ဒီနောက်တက်ပြီးတော့မျက်စောပြကတစင်တစင်ချင်းပေါ့เนาะ ကာမဂုဏ်တွေမှာတမက်ဆွဲလန်းစရာတွေရှိတယ်အဲ့ဒါတွေကိုမတမက်မဆွဲလန်းအောင်ကိုယ့်ရဲ့ခန္ဓာကိုယ်ပေါ်မှာမညှိကပ်မတွေတာအောင်အစရှိတဲ့ဒီရတ္တဖူပေါက်နိဗ္ဗာန်ရောက်လောက်တဲ့အထိတရားတွေပေါ့နော်အစင်းမြင့်တဲ့တရားတွေအထိဟောပြီးတော့သူ့ရဲ့သားတော်နေရာဟုလာကိုမြတ်စွာဘုရားဆုံးမတာဟိုဘယ်အချိန်တည်းအောင်ဒီလူတွေဆုံးမနေတယ်လဲဆိုလို့ရှိရင် ခုနှစ်နှစ်သားရွယ်ကလေးကကိုရင်လေးဝတ်တယ်ယဟန်ဖြစ်တဲ့အထိခုနှစ်နှစ်သားကလေးကကိုရင်ဝတ်တယ်ယဟန်ဖြစ်တဲ့ဆိုရင်အသက်20ပဲ ။ဆက်ဆိုလို့ရှိရင်73နှစ်အလင်းသိရင်တင်းတယ်လို့မြတ်စွာဘုရားသူ့ရဲ့သားလေးကိုသားတော်လေးကိုတရားတွေဟောပြီးတော့ဆုံးမတာ။နော်။ဒီမှာပြောချင်တာကမိဘတွေဒါသမီးကိုဆုံးမတာပဲမြတ်စွာဘုရားမိဘလေခမဲတော်လေယနေ့ခေတ်မိဘတွေလည်းပဲကိုယ့်ရဲ့သားသမီးတွေကိုဆုံးမနေကြတာပဲငယ်စဉ်အခါကလေးကခလေးဆိုတာကအချင်းစရအမျိုးမျိုးငယ်ကလေးကလိမ္မာတဲ့သားသမီးရှိတယ်မလိမ္မာတဲ့သားသမီးရှိတယ်သို့တော်လည်းပဲဒီအသိဉာဏ်အသိတရားတွေကတော့ဘာသာရေးအသိတရားတွေ လူမှုရေးတည်တရားတွေစီးပွားရေးတည်တရားတွေလိမ္မာရင်ကြီးအောင်ကြတော့ပြော့ပြမှတင်ပြမှအေးဒီကြီးနဲ့အမြဲတမ်းတုံတင်ဆုံးမနေမှခလေးတွေခေါင်းထဲကိုရောက်ပြီးတော့ကြီးတဲ့အထိဒါအယူဆွဲသွားတာပေါ့နော်ကိုယ့်ရဲ့သားသမီးတွေကိုလည်းပဲဘာသာရေးအသိဉာဏ်ရှိအောင်လူစိုးလူမိုက်မဖြစ်သွားအောင်လူစိုးလူမိုက်ဖြစ်သွားပြီဆိုလို့ရှိရင်ကိုယ်ပဲအရင်ပြန်ခံရမှာအနီးကပ်ဆုံးကိုယ့်ကိုဒုက္ခပေးမှာဒီသားသူသမီးဆိုတကအဲ့တော့ တာသူသမီးတို့တွေမဖြစ်အောင်ကိုကအမြဲတဲ့အရင်အားသလိုချိန်လေးတွေပြီးပြီးတော့ဘာသာရေးသာသနာရေးတွေနှီးဆက်အောင်လိမ္မာရင်ကြီးအောင်တုံတင်ပြသဆုံးမဖို့လိုအပ်ပါတယ်။ဒါမှသာလျှင်ကို့အပေါ်မှာတည်တည်သာသမီးတွေကိုကိုကပိုင်ဆိုင်မှာဖြစ်တယ်လို့ကိုရဲ့ဦးစားတာဟာလေအသိဉာဏ်ရှိတဲ့သာသမီးတွေရဲ့လက်ထဲမှာအိုသွားရလို့ရှိရင်ကိုလည်းစိတ်ချမ်းချမ်းသာသာနဲ့နောက်ဆုံးဘဝကူးနိုင်နေပေါ့နော်။အားလုံးကိုရဲ့သာသမီးတွေကိုလိမ္မာရင်ကြီးတဲ့သာသမီးလေးတွေဖြစ်အောင် တွင်တွင်ဆုံးမှလက်ညှိုးပြသနိုင်ကြပါစေ